အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည့်တက်တဲ့အားလုံးမင်္ဂလာပါ Manchester City အသင်းကတော့ဒါအခု Rider ရဲ့အပြောင်းရွှေ့အကြောင်းကိုအသေးအံကြိုးပမ်းနေရင်းကသူတို့အတွက်အပြောင်းရွှေ့ဒါဖြစ်လာတာရောထွက်သွားတာရော confirm ဖြစ်ပြီဆိုတော့ City ဘက်ကအခု De Bruyne ကို Napoli ကိုထွက်ခွာခွင့်ပြုတာအတည်ပြုတဲ့အတွက်ကြောင့် နာပိုလီကတရားဝင်ဒီဘရိုင်းနာကိုခေါ်ယူကြောင်းကြေညာလိုက်ပြီးဆိုအသက်33နှစ်ပဲရှိတဲ့ဘယ်ဂျီယံစူပါစတာကအန်တိုနီယိုကွန်တီဆက်ရှိတဲ့အတွက်နာပိုလီကိုရွေးချယ်လိုက်ပြီးနာပိုလီကိုယ်တိုင်ကလည်းနွေရာသီထရန်စဖာဘတ်ဂျက်တန်း100လောက်ထိသုံးမယ်ဆိုတဲ့အချက်တစ်ချက်ကြောင့်ဒီဘရိုင်းနာကိုယ်တိုင်လည်းဒါအန်တိုနီယိုကွန်တီအသင်းကိုပြောင်းပွင့်ရတာဖြစ်တယ်။ဆိုတော့အခုဒီဘရိုင်းနာကနာပိုလီနဲ့2028ခုနှစ်ထိ3နှစ်စာချုပ်ချုပ်ပြီးတော့ လောကလာစာကမူလကတပတ်တစ်နှစ်ကို9တန်းလို့ပြောထားပါမယ်တကယ်တမ်းမှာ12တန်းထိရရှိမှာဖြစ်တယ်3နှစ်စာချုပ်12တန်းထိရရှိပြီးတော့စစ်စစ်မှုအတွက်သူတို့ရက်ချိတ်ရယူပြီးတော့မကြမီရပိုင်းတွင်မှာပဲ Kevin De Bruyne က Manchester City ကနေ Napoli ရဲ့တရားဝင်ကစားမှာဖြစ်လာတယ် Napoli ကအခုလက်ရှိမှာ ဒီကာနာချူကိုလည်းအပိတက်ခေါ်ဖို့လုပ်လို့ဂျိုနသန်ဒေးဗစ်ကိုလည်းလီယက်ကဒီအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ဆွေးနွေးနေတယ်။တချို့ report တွေမှာ white land နဲ့ osimhen အလဲထက်လုံးမယ်ဆိုတဲ့သတင်းတွေလည်းတောင်းလျှောက်တက်နေတယ်။အဲ့ဒီနေရာမှာဒါအခုလက်ရှိမှာ Manchester City ကသူတို့ရဲ့အဓိကကွင်းလယ်ကစားမ position အတွက် Riders ကို AC Milan နဲ့ agreement ရပြီ။ပြောင်းရွှေ့ခြင်းကတော့တနစ်ကိုလာလောက်ခလာစာကတနစ်ကို Euro 9တန်းထိပေးမယ်။ ရိုက်တာစ်ကိုမန်ချက်စတာစီးတီးကယူရို85သန်းအထိပ်ရှိတဲ့ package နဲ့သဘောတူရတာဖြစ်တယ်။သူတို့သူတို့က45 90ချားနဲ့ရိုက်တာကိုစပြီးကမ်းလာတယ်။ဟိုဘက်ကကမ်းလာမှုကိုပေးချတဲ့အတွက် okay ရိုက်တာရဲ့ကမ်းလာမှုဒုတိယအချိန်ကိုသူတို့ထပ်တိုးပေးတဲ့အချိန်မှာ total package သန်း80ယူရို80ကနေ95သန်းရှိတဲ့ package နဲ့သူတို့ဘက်က offer လုပ်တဲ့အချိန်မှာ AC Milan က agreement ရပြီးလက်ခံလိုက်ပြီးဆိုတော့အခု Riders ဟာ Manchester City ကိုအနည်းနဲ့အမြန်ပြောင်းမယ်။လဆာကတော့တပတ်ကို9တန်းတနစ်ကို9တန်းရပြီးတော့ပြောင်းရွှေ့ခြေကတူတဲ့85တန်း package တီဖြစ်မယ်။ဆိုတော့ Man City အတွက်တော့ဒါတကယ်ကိုကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်တယ်။ဒီနေရာမှာ Manchester City က De Bruyne, Trent, Rinder ဝင်နေတဲ့အချိန်မှာ ဘိုင်ယန်ချီဂရီကိုသူတို့ဘက်က25တန်း30လောက်နဲ့လိုချင်တဲ့ချိန်မှာလီယွန်ကတော့တန်း40လောက်ထိတင်းထားလို့ဒီကိစ္စကိုသူတို့ဆွေးနွေးနေစေဖြစ်တယ်ဆိုတော့ဒီယွန်ရှိကနေလဲဘိုင်ယန်ချီဂရီကိုခေါ်ဖို့လုပ်တဲ့အချိန်မှာမန်ချက်စတာစီးတီးကသူတို့ရဲ့ DR ဒီမှာအသင်းကောင်းဆောင်ဖြစ်လာနိုင်ပွဲရှိလို့ maybe လက်ထောက်အသင်းကောင်းဆောင်စီးနဲ့ပါလာနိုင်တဲ့ Rodrigo သူတို့ဘက်က ကာလာရှီချာတက်တန်းထပ်တိုးဖို့သဘောတူလိုက်ပြီး City က Rodrigo 2029ခုနှစ်ဒီ နောက်ထပ်သက်တမ်းထပ်တိုးမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုချီးကျပေးဘူးတွီဟာမန်ချက်စတာစီးတီးမှာ နောက်ထပ်၄နှစ်ဆက်ရှိမယ်ကလပ်အသင်းရဲ့ဒုတိယလစာအများဆုံးကစားမအသင်းဖြစ်မှတ်တမ်းဝင်လာမယ်ကလပ်မှာကလစာအများဆုံးကဒီဘရိုင်းနာတပတ်ကို၄သိန်းနဲ့သူထွက်သွားတဲ့အချိန်မှာဟာလန်က၃သိန်း၇တောင်းဝယ်အများဆုံးဆိုတော့ရိုဒရီဂိုစီးတီးကတပတ်ကို ပေါင်၃သိန်းထိပေးပြီးတော့ ဒါဟာလန်ပြီးရင်ဒုတိယအများဆုံးဟာလန်ကလည်းအမှန်တမ်းပြောရင်3,000 9,000ဆိုတာ for sure ပဲတကယ်တမ်းက9,000 6,000 8,000လောက်ထိရတယ်ခန်းစားခွင့်နဲ့ bonus တွေပေါင်းရင်ဆိုတော့ Man City ကအခုလောလောဆယ်မှာဒါသူတို့ဘက်က De Bruyne ကိုထွက်ခွာခွင့်ပြုတယ် ခိုင်ဝူကာက AC မီလန်ကပြန်လာပြီး၅တန်းနဲ့အပိသက်ခေါ်ခွင့် AC မီလန်ရှိပေမဲ့မီလန်ကမခေါ်တော့ဝူကာ AC မီလန်ကနေမက်ဆီပြန်ရောက်ပေမဲ့ဖတ်ကွာဒီယိုလာကသူ့ကိုထွက်ခွင့်ပေးထားတော့သူလည်းအနာဂတ်မရှိတော့ဘူးဒီဘရိုက်နာထွက်ပြီးခိုင်ဝူကာထွက်ပြီးဆိုတော့အသင်းကောင်းဆောင်တွေကထွက်သွားပြီးတဲ့အချိန်မှာလက်ရှိမှာမန်စီးတီးကအခုရိုက်တာကိုတန်း85တန်း package အဲပြီးတော့မှပဲတခြားကစားမားတွေနဲ့ Ryan Chikri ကိုလီယွန်ရဲ့တိုးတောင်းမှုကြောင့်ပြောင်းရွှေ့ချေထပ်တိုးပွဲရှိပြီးတော့ဈေးကွက်ပိတ်ခံပြီးမှပဲသူတို့ဘယ်ညာနောက်ခံကစားမားနဲ့နောက်ထပ်ကွင်းလေကစားမားတယောက် Go City ကထပ်မံခေါ်ယူသွားနိုင်ပွဲရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်